မင်္ဂလာပါကချင်ဝေးတရင်ဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေဒီညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေ့စဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်တရင်အစီအစဉ်တင်ဆက်သူမယူဆမ်းမယ်ဖြစ်ပါတယ် KTV ဆိုင်တွေဟာလူစုပြီးမွေးစေဝါသုံးဆွဲတဲ့နေရာနဲ့ရောင်းဝယ်ဖြန့်ဖြူးတဲ့နေရာတွေဖြစ်လာတာကြောင့် KTV ဆိုင်အားလုံးကိုတားမြစ်ပိတ်သိမ်းဖို့အထွေထွေအုပ်ချုပ်ရေးဌာန DGA ဘဟုကနေ KNO အုပ်ချုပ်ရေးအားလုံးကိုညွှန်ကြားထားကြောင်းသိရပါဗျ။ဖကန်ဒေတာ KNO KIA အုပ်ချုပ်နေတဲ့နေမြေအတွင်းမှာဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေကိုဒီလ30ရက်နေ့နောက်ဆုံးထားပြီးပိတ်သိမ်းခိုင်းနေဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီး KNO KIA နဲ့နှီးဆက်တဲ့ဖကန်ဒေတာကန်တွေကလည်းအဆိုပါသတင်းဟာမှန်ကန်ကြောင်းပြောဆိုပါဗျ။ ယ် KTV တွေမှာအသုံးပြုကြတဲ့မူရစ်စေဝါတွေကြောင့်လူအသက်တည်ဆုံးမှုတွေဖြစ်လာတဲ့အတွက် အခုလို KTV တွေပိတ်သိမ်းရတာဖြစ်ကြောင်းမချက်ပြုတ်ပြောဆိုပါတယ်။အလားတူ KIO ထိန်းချုပ်ဒေတာမိုင်းကြရန်မျိုးက KTV တွေကိုလည်းအ мян ဆုံးပိတ်သိမ်းမှုဇွန်လ24ရက်နေ့မှာတပ်ဆိုင်ရာအရှေ့ပိုင်းတိုင်းအုပ်ချုပ်ရေးယုံကနေအမိန့်စာထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။ KTV ပိတ်သိမ်းရခြင်းနဲ့ပတ်သက်ပြီး online ပေါ်မှာပြန့်နှံ့လာတဲ့ကချင်ဘာသာနဲ့ရေးသားထားတဲ့စာမှာတော့ KIOD မူရစ်စေဝါတိုက်ဖြတ်ရေးကို policy ချမှတ်ပြီးတပီလုံးမူရစ်စေဝါလုံးဝပပျောက်တည်အထိငွေကြေးအရင်းအနှီးအမြောက်အများကုန်ကြခံပြီးတပီနှလုံး ုံးအတိုင်းအတာနဲ့အားဆိုင်လှုပ်ဆောင်နေပါသည်လို့ပါရှိတာကို တွေ့ရပါတယ်။အဆိုပါစာဟာ KIO ဗဟိုမူရစေဝါတိုက်ဖြတ်ရေးကော်မတီရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရအထွေထွေအုပ်ချုပ်ရေးဌာန DGA ကိုတင်ပြပြီးနောက်အုပ်ချုပ်ရေးရန်ရာအလိုက်အစဉ်စဉ်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ KTV ဆိုင်တွင်မှလူစုပြီးမူရစေဝါသုံးဆွဲမှုတွေကြောင့် KIO KIA အမှုထမ်းအရာရှိအချို့နဲ့အိမ်ထောင်တဲ့အမျိုးသားအမျိုးသမီးတွေလူငယ်တွေနဲ့ចောင်းသားចောင်းသူတွေဟာအကျဉ်းစရိုက်ပြပြလာပြီးအိမ်ထောင်ပြုတ်ကွဲမှုတွေလည်း ည်းဖြစ်ပေါ်နေတာကိုကြားသိရကြောင်းအဆိုပါဗဟုမူရေးစေဝါတိုက်ဖြည့်ကော်မတီရဲ့တင်ပြစာမှာတွေ့ရှိရပါတယ်။ KNO ဗဟုဌာနချုပ်လိုက်စာမျိုးမှာရှိတဲ့ KTV နဲ့ Karaoke ဆိုင်တွေကိုတော့ပြီးခဲ့တဲ့မေလ24ရက်နေ့ကစပြီးရဲအကန့်အသတ်မရှိပိတ်သိမ်းမှုညွန်ကြားစာထွက်ပေါ်ခဲ့ပြီးနောက် KNO ရဲ့အခြားထိန်းချုပ်ဒေတာတွေမှာပါ KTV တွေကိုပိတ်သိမ်းဖို့အမိန့်စာတွေစတိုက်ထွက်ပေါ်လာတာဖြစ်ပါတယ်။2025ခုနှစ်နှစ်တက်ကူမိန်ကွန်မှာလဲကန်အိုဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘလာက တမျိုးသားလုံးရဲ့အတ္တိကရန်သူအဖြစ်သတ်မှတ်ထားပြီးဖြစ်တဲ့အလျောက်အစဉ်တစိုက်အားထုတ်စူးစမ်းလှုပ်ဆောင်ရမယ်လုပ်ငန်းကြီးတာဝန်တရက်ကမူရစ်စေဝါပပျောက်တော့အောင်လှုပ်ဆောင်ရမယ်လုပ်ငန်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နယ်မန္တလေးမြစ်ကြီးနားကားလမ်းမပေါ်မှာရှိတဲ့နန်သေးချောင်းစံချိန်တင်ရေကြီးရေရှမ်းမှု ဖြစ်တာကြောင့်ကားလမ်းပိတ်ဆို့မှုတွေဖြစ်နေပြီးနေအိမ်တွေနဲ့စပေးရှောင်းတွေရဲ့ဆိုင်ကမ်းတချို့လည်းရေစီးတဲ့မြောပါသွားခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျာ။တချိန်တစ်ခါမှမကြုံဘူးတဲ့ရေကြီးရေရှမ်းမှုမျိုးကိုကြုံတွေ့ရတာဖြစ်ပြီးချောင်းနှပေးတလျှောက်ဖွင့်ထားတဲ့စိမ်းဆိုင်တွေနဲ့ဆိုင်တွင်းပစ္စည်းတွေပါမျိုးပါသွားတယ်လို့ဆိုပါရတယ်။ ရေကြီးရေရှမ်းမှုကြောင့်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းကြားဖြတ်တန်းသွားလာနေတဲ့အသက်ကအစင်ကားတွေအကုန်ပိတ်မိနေပြီးကားစီးရာနဲ့ကြီးပိတ်မိနေတယ်လို့ဆိုပါရယ်ဒီကနေ့ဇွန်လ28ရက်နေ့မနက်ပိုင်းကဆလုပ်မိုးရွာသွန်းလာပြီးတောင်ကြချောင်းရေအလုံးအရင်းနဲ့ဝင်ရောက်လာတဲ့အတွက်ကြောင့်နန်းသေးချောင်းရေကျော်သလားမြုပ်သွားပြီးကားတွေလည်းဖြတ်တန်းမရတော့ပဲအစီးရာနဲ့ကြီးပိတ်ဆို့နေတယ်လို့နန်းသေးရွာခန့်တွေကဆိုပါရယ် ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။